မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်မလ22ရက်နေ့ရေဒီယို NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမော်ပါပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့လူလူရဲ့အကြံပြုချက်နဲ့လူလူရဲ့သဘောထားတွေကိုဘယ်တော့ခါမှမျက်ကွယ်မပြုထားဘူးလို့ယာယီသမရပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်လူလူရဲ့အကြံပြုချက်နဲ့လူလူရဲ့သဘောထားတွေကိုဘယ်တော့ခါမှမျက်ကွယ်ပြုမထားဘူးလို့ယာယီသမရဒူဝါလက်ရှိလာက မလ22ရက်ထောက်ပို့တီဖွဲ့စည်းတီထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားမှာပြောပါရတယ် ကျွန်တော်တို့ရဲ့တွန်လင်းအင်အားစုတွေမှာအားနည်းချက်နဲ့အာသာချက်တွေကထွန်းတွဲပြီးရှိနေတာဖြစ်ပါတယ်။အခုဆိုရင်ဝေဖန်ကဲ့ရဲမှုတွေနဲ့ပြစ်တင်တာတွေလည်းပြည်သူလူထုတွေကြားမှာတွေ့မြင်နေရပါတယ်။ကျွန်တော်တို့ဟာလူထုရဲ့အကြံပြုချက်နဲ့လူထုရဲ့သဘောထားတွေကိုဘယ်တော့ခါမှမျက်ကွယ်ပြုမထားဘူးဆိုတာအားလုံးကိုသိစေချင်ပါတယ်။တစ်ဖက်မှာလည်းအသက်နဲ့ခန္ဓာကိုယ်ပေးဆပ်မြုပ်နှံခဲ့တဲ့တော်လင်းသမားတွေရဲ့မျက်နှာကိုမြင်ရောင်ငဲ့ကွက်မိပါတယ်။ ကျွန်တော်အနေနဲ့အနေငယ်သတိပေးချင်ပါတယ်ဒီချိန်ဟာကျွန်တော်ရဲ့အင်အားတွေကိုစူးစီးရမယ့်အချိန်ဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်နဲ့ဝင်းကြီးချုပ်ဟာခက်ခဲပေါင်းစုံနဲ့ပြည်တွင်းထဲမှာနေပြီးဒီတော်လေးအောင်မြင်မှုအတူကြိုးစားတည်ဆောက်ကြရပါတယ်လို့ယာယီသမရကပြောပါတယ်ဒါအပြင်မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာပြည်တွင်းမှာပြန်လည်အခြေဆိုင်ဖို့ပြင်ဆင်နေတာတွေကိုတွေ့ရတယ်လို့ယာယီသမရကထပ်လောင်းပြောပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ တော်လင်းရေးဟာတစင်ပြီးတစင်တက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်တစင်တက်တစင်ကြိုးစားနေတယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဆိုတဲ့သတင်းပဲဖြစ်ပါတယ်တော်လင်းရေးဟာတစင်ပြီးတစင်တက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်တစင်တက်တစင်ကြိုးစားနေတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကမလ22ရက်ထောက်ပို့ဒီဖွဲ့စည်းတည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားမှာဆိုပါတယ်ကျွန်တော်တို့တော်လင်းဟာတစင်ပြီးတစင်တက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်တစင်တက်တစင်ကြိုးစားနေတယ်ဆိုတာကျွန်တော်အနေနဲ့ပြောကြားလိုပါတယ် တော်လင်းတိုင်းမှာလူလူထောက်ခံမှုကအရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့လူလူထောက်ခံမှုရရှိပြီးတော့လူလူပါဝင်မှုရရှိဖို့ကလူလူကိုကူညီဆောင်ရှားဖို့ကကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်လူလူကိုကူညီဆောင်ရှားဖို့အတွက်အခုထောက်ဖို့ထီကလည်းပြည်သူတွေအတွက်စာနယ်ဇင်းတွေကျန်းမာရေးဆောင်ရှားမှုတွေဆစ်ဆောင်ကလေးတွေအတွက်ပညာရေးထောက်ပံ့မှုတွေဒါတွေအတွက်ကိုပါထောက်ပံ့ကူညီနေတာဖြစ်တဲ့အတွက်ကြောင့်အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ဝန်ကြီးကဆိုပါတယ်ရှင်ဆက်လက်ပြီး ဆီယနာရှင်မကျူးလွန်ခဲ့သည့်ရာဇဝမှုများကိုခွင့်လွှတ်ရမရဘဲတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်းတမတ်ကြီးဦးကျော်မိုးထွန်းပြောကြားတဲ့အကြောင်းအရာကိုတင်ပြပေးပါဦးမယ်။ဆီယနာရှင်မကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေကိုခွင့်လွှတ်ရမရဘဲတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း Beijing Platform for Action 30 Plus Years and Beyond A Critical Review of Future Directions for Myanmar ကောင်းစဉ်နဲ့ကျင်းပပြုလုပ်တဲ့ CSW69 Side Event အပိတ်ကျေစုတင်စကားပြောချင်ရမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သတ်မှတ်ချက်ဦးကျော်မိုးထွန်းကဆိုပါတယ်။ မိမိတို့ရဲ့ပြည်သူများအထူးသဖြင့်မျိုးသမီးများနဲ့မိန်းကလေးငယ်များ၏နင့်နာခံမှုမှာကြီးမား၍မမေ့မလျော့တင်ကြောင်းဆရာနာရှင်မကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုလည်းခွင့်လွှတ်ရမရဘဲတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်းကိုအလေးနက်ထားပြောကြားလိုကြောင်းတရားလာသူများမှတဆင့်သက်ဆိုင်ရာအဆွေရများဖွဲ့စည်းများမှမိမိတို့၏တော်လှန်ရေးကြိုးပမ်းအားထုတ်မှုများနှင့်မြေပြင်တွင်လှုံ့ဆော်ဆောင်ရွက်နေသူများအတွက်ဆက်လက်ထောက်ခံပေးရန်နဲ့လူဝတ်သည့်ကူညီများပေးအရန်တောင်းဆိုလိုကြောင်းသမ္မတကြီးကပြောပါတယ်။ဒါအပြင်မြမအရေးအတွက်အာယုံဆိုင်မှုနဲ့ လူကြသတိမူမှုရှိနေရန်အထူးလိုအပ်ကြောင်းကိုတမန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ပြပေးမယ့်တဲ့ရင်ကတော့ကုလသမဂ္ဂရုံးချုပ်၌စီစဉ်ကျင်းပတဲ့မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံခြေကံဥပဒေတည်ဆောက်ခြင်းတွင်မျိုးသမီးများ၏ပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်မြတ်သီရာထွန်းတက်ရောက်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်။69ကြိမ်မြောက်မျိုးသမီးရေးရာကော်မရှင်အစည်းအဝေးကာလအတွင်း site event အဖြစ် မတ်19ရက်နေ့တွင်နယူးယောက်မြို့ကုလသမဂ္ဂရုံးချုံ၌ International IDE ကစီစဉ်ကျင်းပတဲ့မြန်မာနိုင်ငံတွင်ဒီမိုကရေစီနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းတွင်မျိုးသမီးများ၏ပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်မြတ်ဒီရာထွန်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာနိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအနေနဲ့အာဏာသိမ်းမှုမတိုင်မီကာလနဲ့လက်ရှိတော်လှန်ရေးကာလတွင်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ဖွဲ့စည်းပုံရေးဆွဲခြင်း၊ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ၊စစ်ဆောင်ပြည်သူများကိုကူညီခြင်း နိုင်ငံတကာသိမိမှုကျေပြတ်အောင်ဆောင်ရွက်ခြင်းတို့တွင်ရွေးကောက်ခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်မြန်မာအမျိုးသမီးများနှင့်မိန်းကလေးငယ်များ၏ပါဝင်ဆောင်ရွက်ချက်များကိုဆွေးနွေးတင်ပြခဲ့ပါသည်ရာဇလွတ်တော်ကိုစားပြုကော်မတီနေဖြင့်မြမရေးချေနေများစမက်စကောင်းစီအကြံဖတ်မှုလုပ်ရမြနေရဲဆွန်ခွာနေရသည့်ပြည်သူများအတွက်ထိရောက်သောလူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ရရှိနိုင်ရေးမြမပြည်သူများကကြိုးပမ်းနေသည့် Federal Democracy ပြည်အောင်စုတည်ဆောက်ရေးတို့တွင်ထိရောက်သောကူညီပံ့ပိုးမှုများရရှိရေးတို့အတွက် နိုင်ငံတကာသို့တိုက်တွန်းအသိပေးမှုများကိုနီလန်းမျိုးမျိုးဖြင့်ဂျိုးပန်းဆောင်ရွက်လျက်ရှိပါတယ်။ International IDEA သည် ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီနှင့်နားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးထားသည့်နိုင်ငံတကာမိတ်ဖက်ဖွဲ့စည်းတရဖြစ်ပြီးမြန်မာနိုင်ငံ၌အားလုံးပါဝင်သည့် Federal Democracy ပြည်အောင်စုတည်ဆောက်နိုင်ရေးဖွဲ့စည်းပုံရေးဆွေးရေးလုပ်ငန်းစဉ်များ Democratic ဖွဲ့စည်းများအားကောင်းစေရေးတို့တွင် CRPH နှင့်လက်တွဲကြိုးပမ်းလျက်ရှိပါရရှင်။ဆက်လက်ပြီး တရုတ်ဆိုရဆက်ကြီးရဲ့လှုံ့ဆော်မှုနဲ့လာရှိုးမှ MNDAA တပ်များပြန်မဆုတ်ရန်ဆန္ဒပြလှုံ့ဆော်မှုပျောက်ကြားနည်းနဲ့လာရှိုးမှပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါောင်းမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်လာရှိုးမှမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ပြန်လည်မဆုတ်ခွင်ရတဲ့တရုတ်ဆိုရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုအားရပ်တန့်ပေးရန်ဆန္ဒထုတ်ဖော်သည့်ဆာရွက်များနဲ့တပ်ပေါ်များအားမလ20ရက်နေ့ည9နာရီကမြို့နယ်လိုက်လံကတ်ခဲကြောင်းသိရပါဗျ။ပြောက်ကြားဆန္ဒပြပွဲကိုပြည်သူချင်းချင်းချိတ်ဆက်ကလွတ်လပ်ရေးပန်းချံလေရင်ကွင်းလမ်းဘေး 6.6တက်ရှိထွေဦးယုံရှိအထက်ကရှိကျောင်းရှိ ရက်ကွက်ကဖျားပွဲနဲ့လာရှိုးတက်ကတူရှိကမိတိုင်းဓာတ်တိုင်တွေမှာစာရွက်တက်ပုံတွေကပ်ပြီးလှုပ်ရှားခဲ့ကြတယ်လို့သိရပါဗျ။ ။လာမယ့်20ရက်နေ့မှာကိုကန်းတဲ့စစ်ကောင်စီတို့တရုတ်ရဲ့စစ်ဆက်ညှိနှိုင်းမှုရနောက်ထပ်အစည်းအဝေးလုပ်ဖို့ရှိတယ်လို့ကြားသိရတယ်။တရုတ်ရဲ့ဂျောင်းဝင်ဆွတ်ဖတ်မှုကကျွန်တော်တို့လာရှုပြည်သူတွေတွေမကတနိုင်ငံလုံးမှာရှိကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေလည်းထိခိုက်စေတယ်။စစ်ကောင်စီကိုတော်လှန်နေကြတဲ့တိုင်းရင်းသားညီကိုတွေကိုလည်းသွေးခွဲစေတယ်လို့ဖြစ်တယ်။အိမ်နီးချင်းကောင်းမပီးတတ်တယ်လို့မြန်မာပြည်သူတွေရဲ့မျက်နှာလည်းမထောက်ဘူး။ကျွန်တော်တို့စီကလူချင်းနာမှန်သမျှယူသွားပြီးမှကျွန်တော်တို့ပြည်သူပေါ်မှာတော့လစ်လျူရှုရတဲ့ဖျားပေးတောင်းဆိုမှုနဲ့ကျွန်တော်တို့မြမအရေးကိုဝင်မဆော့ဖက်ပါနဲ့လို့ပြောကြပါတယ် ယူကန်တွေကတော့စစ်ကောင်စီလက်အောက်မှာပြန်ပြီးမနေထိုင်ကျင်ကြတော့ဘူး MNDAA အုပ်ချုပ်မှုအောက်မှာကြောင်ရွံ့စိတ်တွေမရှိဘူးလွတ်လွတ်လပ်လပ်ရှိတယ်အဲဒါကြောင့်လာရှိုးကပြန်မဆုပ်ဖို့မြူကန်တွေကဆန္ဒရှိနေကြတယ်လို့တပိတ်ကောင်းဆောင်တအူးမှပြောဆိုထားပါတယ်ရှင်ခုနောက်ဆုံးသတင်းကတော့တကြိမ်နဲ့ဝုံနှစ်သက် protection campaign စတင်တဲ့သတင်းပဲဖြစ်ပါတယ်။တကြိမ်နဲ့ဝုံနှစ်သက် protection campaign စတင်ပြီလို့မလာ22ရက်မြန်မာ advance uk ကအသိပေးဆိုပါတယ် MUK က project owner ဖြစ်တာဝန်ယူထားတဲ့ဒကြိမ်နဲ့ဝုံနှစ်သစ် production campaign လေးကတော့ official စတင်ပါပြီ။တော်လင်ရေးအတွက်အထူးလိုအပ်လာတဲ့အစီအမျ production တွေပြုလုပ်နိုင်မှုနှစ်သစ်ချိန်ခါမှာဒကြိမ်နဲ့ဝုံချရအောင်ပါလို့ဆိုထားပါတယ်။မြွေမြမတက်မဲ့မထားပဲမိမိတို့တအားသည့်ပမာဏဖြင့်ဒကြိမ်ရေးတွေအလား MOD ရဲ့ထုတ်လုပ်ရေးလုပ်ငန်းများအတွက်ပါဝင်ပေးကြဖို့နှိုးဆော်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတောက်မင်းတီဟန်နဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။